သူတို့ပြောသမျှသူတို့ထားသမျှနေမဲ့မိမမျိုးရှိတယ်ဒါပေမဲ့သူတို့ကပတ်သက်ပြီးဆိုရင်မိမကိုရိုးသွားပြီးဆိုရင်အဲ့လိုကိုယ်ရိုး small တိတိလေးလလလေးရဲ့အဲ့လိုမျိုးရှာတက်ကြရယ်ပေါ့နော်အဲ့ကြတော့အဲ့ဒီအကြောင်းလေးကိုဥစားပေးပြီးရိုက်ထားဖြစ်တဲ့တော့ပေါ့နော်အဲအဲ့ရနဲ့ကတော့အိမ်အောင်ကြီးစကားကောင်းစကားဖြစ်မယ်လို့ထင်ပါရှင်ဟုတ်အာဒီညမလေးနာမည်က chocolate ခင်လို့ခေါ်ပါတယ် အဲဒီယနန်းစကားမှာ Rosie ဆိုတဲ့ character ကနေပါဝင်ကြောက်ဆောင်ထားပါတယ်။ Okay ။အဲဒီယနန်းစကားကအဓိကတော့အိမ်တော်ရေးစကားပေါ့နော်။အိမ်တော်ရေးကိုမှကျွန်တော်တို့ပညာပေးခြင်းနည်းနည်းပါပါတယ်။အိမ်တော်တစ်ခုဟိုအိမ်တော်ရေးပြဿနာဆိုတာအနေနဲ့များရှိတတ်ကြတဲ့သဘောဝါမှာပေါ့နော်။ဒီဘာကိုဦးစားပေးတဲ့နယ်ဆိုတော့ဥတီချက်ပလေးပေါ့နော်။အဲ့ဒီဟာပေါ်မှာပညာပေးထားတဲ့ဇာတ်လမ်းတို့မျိုးစားလေးဖြစ်ပါတယ်။အာကျွန်တော်ဒီဇာတ်လမ်းလေးကို YouTube channel တစ်ခုမှကြီးရှိရမှာပါအဲကျွန်တော်တို့အဲဂါမဲအဲတပတ်ခါပေါ့နော်တပတ်ခါကြာလို့ရှိရင်အဲကျွန်တော်တို့ဒီ page လေးတစ်ခုကနေပြီးတော့ကျင်ညာပေးပါမယ်အာဒီဇလန်ဒရကက်စ်ကအာဒီဇလန်ဒရကက်စ်ကအာဒီဇလန်ဒရကက်စ်ဆိုတာအထက်ပေါ့နော်အာကျွန်တော်ကိုပထမဆုံးဒီဇလန်ကိုစပြီးတော့ရိုက်ပေးပါဆိုပြီးတော့ ရက်ကွတ်ကောက်တာရပါတော့အဲရတာဆပြီးတော့ဒီကိုဆိုထားရေးစီကနေဒီဇာတ်ကမ်းလေးကိုသူယူလာတယ်ပေါ့နော်ယူလာပြီးတော့ကျွန်တော်နဲ့ရိုက်ချင်ပါတယ်ဆိုပြီးတော့အဲသူဆပြီးတော့ကန်းကန်းတာပေါ့နော်ကန်းကန်းတဲ့အချိန်မှာလေကအဲသူနဲ့အဲပိုပြင်းနေပေါ့နော်ပြင်းသူနဲ့တရုပ်ဆောင်ကျင်ပါတယ်ဆိုပြီးတော့ပြောတယ်ပေါ့နော်ပြောတော့အဲ့မှာရူဒိုနီယာရူစီဆိုတဲ့နေရာလေးကိုရူစီဆိုတဲ့နေရာကိုကျွန်တော်ပြောခြင်းတဲ့ပုံစံ အဲဘယ်လိုအနေထားရှိရမယ်ပါဆိုတာအဲကျွန်တော်ရအောင်ပြောလိုက်တယ်ပေါ့နော်ပြောလိုက်ချိန်မှာဒါချောကိန်းနဲ့ကျွန်တော်မိတ်ဆက်ပေးရဲအဲ live ဖတ်တယ်ဆိုကျွန်တော်ယူဆရတဲ့အတွက်ရက်ခံရိုက်ကူပြတ်တာ feeling ခံလို့ပါဆိုအရင်သဘောကျရပေါ့နော်ဟိုကအရင်ပန်းလူမသွေးကြတော့ကျွန်တော်အဲ့လိုနည်းနည်းလေးဟိုသူများသူများအိမ်အောင်ဖြက်စည်းရတော့အဲ့လိုမျိုးသူများကြီးသားလူရာတော့အဲ့လိုခံနေဆိုပုံပြီးပိုင်နိုင်တယ်လို့ထင်တော့ဟိုကပွေးခဲလို့ပုံစံမျိုးလို့ထင်တယ်ပေါ့နော်ဒီစကားအရာပါအဲ့ကြောင့်မို့ကျွန်တော် အဲ့ဒါလေးသဘောကျပြီးတော့လက်ခံနေတာပါအဲဟုတ်ချောရအနုပညာဆိုရင်တော့ဒါကကိုအနုပညာပဲလေအဲ့ကြောင့်ကိုလုံးနိုင်နေလို့တော့ခံယူထားတယ်ခံယူထားတဲ့အတွက်ကြောင့်မလို့ကြောက်တဲ့စိတ်တော့နည်းနည်းတော့ရှိပေမဲ့ပေါ့နော်ဒါမှလည်းကိုပထမဦးဆုံးလုံးကြည့်ချင်တယ်ဆိုပြီးတော့အဲ့လိုမျိုးခံလိုက်ကြပါရှင့်လူအများကြီးကြိုးစားပါတယ်ဒီကားမှာဆိုရင်အဲ တယောက်ဆောင်အစ်တယောက်အတွက်မပြောရနဲ့ပေါ့နော်အဲတယောက်ဆောင်နေကြသူတယောက်အတွက်တောင်မှတချို့စင်းလေးတွေမှာဆိုခက်ခဲတဲ့ပိုင်းလေးပါတယ်ပေါ့နော်ကျွန်တော်ကိုယ်တိုင်လည်းအဲကျွန်တော်ကဟိုတယောက်ဆောင်အစဉ်ပြေဖို့ဆိုတာထက်ကျွန်တော်ဇက်ကောင်းမှုပဲအဲအဓိကထားပြီးသွားတော့ကျွန်တော်တင်သိနေထင်တာတင်နေပေါ့နော်တင်တဲ့အချိန်မှာပဲသူတတ်နိုင်ဆုံး guide book ပေးတယ်တောင်းတောင်းငင်းခဲ့ပါတယ် ဟိုဟာသူအများကြီးကြိုးစားပါတယ်ဟုတ်အဲကျွန်တော်ဒီဇက်ကောင်ဟို sorry ဒီဇက်ကိုပေါ့နော်စောက်ဖတ်တဲ့အချိန်မှာအဲသူယူမဲ့နေရာသူစာပေါ့နော်အဲသူစာရဲ့နေရာကိုကျွန်တော်ဖတ်ကြည့်ခဲ့တဲ့အချိန်မှာသူရဲ့ဟာကလောက်ကွာအဖြစ်အရင်မရှိဘူးဒါမဲ့နေရာလေးအရင်ကောင်းတယ်ပေါ့နော်ပြီးတော့သူစာကအိမ်ထဲမှာပဲပြီးဆုံးသွားတာပေါ့နော်အဲ့ဒီအချိန်မှာကျွန်တော်သူနဲ့ညှိရယ်ဘာလို့လဲဆိုတော့ အဲမင်းသမီးဆန္ဒမျိုးတွေကျွန်တော်မကြိုချင်ဘူးပေါ့နော်တဘာဝကြကျင်တယ်ဘာဖြစ်ဆိုအဲအိမ်တော်တဲ့မျိုးသမီးတော်တော်များများကအဲအိမ်ထဲမှာရှိရဲ့ခါဘယ်သူမှပြင်ပြင်ဆင်ဆင်မနေကြဘူးပေါ့နော်ပြီးတော့ဒီကားကိုနိုင်ကိုကဒီအိမ်တော်ရေးပြဿနာ ဖြစ်တဲ့အတွက်ဒီမျိုးသမီးဘက်ချမ်းမှာလည်းအစာရေးဆရာရဲ့အဲဥတီချက်ကိုကလိုအပ်ချက်ရှိရဲ့ဆိုတာလေးကိုဥတီထားပါတော့အဲ့တော့ ကျွန်တော်သူ့မကစေတယ်ပြီးတော့ဒီကားကြီးကငွေနှစ်နှစ်လောက်ကရိုက်ခဲ့တဲ့ကားပေါ့နော်အဲ့ဒီချိန်မှာပဲရရဲ့ခန္ဓာကိုယ်ကလက်ရှိနေသားမဟုတ်ဘူးပေါ့နော်အဲဒီတော့အများကြီးပို့ပြီးတော့ပြည့်တယ်တဲ့မှာပါတယ်ပါတယ်ဆိုတော့ကျွန်တော်ဒီဒါပေမဲ့အဲ့ဒီချိန်တော့ရကသူဝိတ်ချနေဝိတ်ချစားကုန်နေတဲ့အချိန်ပေါ့နော်အဲ့တော့ကျွန်တော်ရက်ခိုင်းလိုက်တယ်မချပါနဲ့ဒီတိုင်းကရပူကောင်းတယ်ပေါ့နော်ကိုယ်တဘာဝကြတယ်နောက်ပြီးတော့နောက်တစ်ခုကသူသူ့ကောင်ကမိတ်ကပ်မကိန်းခိုင်းတယ်အဲ့တော့မိတ်ကပ်ဂိန်းခိုင်းလို့ရှိရင် ဒီဘယ်လိုပဲ natural look ကိုပဲတော့တော့အဲလက်တွေ့အဲ makeup look ကတော့ makeup look ပဲပေါ့เนาะဆိုတော့သူ့ကောင်ကကျွန်တော် makeup မကိန်းခိုင်းဘူးဝတ်စားအစအဲကျွန်တော်အိမ်နေရင်းပုံစံလေးတွေပဲသွားကျင်တယ်ဆိုပြီးတော့သူနဲ့ညှိနှိုင်းခဲ့ပေါ့เนาะနည်းနည်းတော့ညှိရပြီးတော့ရှိရပေါ့ဒါပေမဲ့အဆင်ပြေသွားပါတယ်ဟုတ်ကဲ့ဘယ်တော့ဒီခိုင်းခဲ့ရပဲဆိုတော့အဓိကကကိုပြည့်နဲ့သူနဲ့ကိုအဲ chemistry မိအောင်ပေါ့เนาะအချိန်တစ်ခုတော့ကျွန်တော်တို့ပေးခဲ့ရတယ်ပေါ့เนาะအဲ့ကျွန်တော်ဒီကားထဲမှာဆိုတာကျွန်တော် ဇက်ကို spoil ဖြစ်မှာဆိုလို့ဆိုထဲမပြောတာပါเนาะစင်းအိတ်သင်းရှိရပါเนาะအဲ့ဒီစင်းဆိုရင်ကျွန်တော်အဲ့ဒီသင်းရိုက်ဖို့အတွက်ကိုကျွန်တော်နေတစ်ပိုင်းတော့အချိန်ပေးခဲ့ရတယ်ပါเนาะကျွန်တော်မနေ့ပိုင်းနဲ့အစတဲ့အဲရိုက်တယ်အဲမမိဘူးမမိကြောင့်အချိန်ပေးရအဲအချိန်တစ်ခုကာလအထိပေးပြီးတော့ပေါ်ဖြစ်ခဲ့ရတယ်ပေါ့နော်။နောက်ဒီလောက်ပါများလောက်ပါများနဲ့သူတို့ကရင်းနှီးကြတယ်နောက်ပိုင်းမှာတော့ကျွန်တော်တို့ကျန်တဲ့ပုံစံကိုဝင်ခဲ့ပါတယ်။ဟုတ်ကဲ့။ဒီနေ့ကတော့ ရှိနော်ကိုကြီးကအဲ့လိုစင်းနိုင်ပါကွာကျတော့မောင်နှမလိုလည်းဖြစ်နေတာဆိုတော့လေအတူတူသွားစအဲ့လိုမြင်းနေမှုရအောင်လုပ်တယ်ဆိုတော့ဘယ်လိုပြောရလဲအဲ့လိုဟိုဘာဖြစ်ဒီကအိမ်တော်ကြီးကလည်းဖြစ်တယ်ဆိုတော့ပေါ့နော်ကျတော့တို့တော့တော်တော်ချီချီပေါ့အဲ့လိုမျိုးသွားချီရင်ချီနေနေရင်းနေလာပြီးတော့အဆင်ပြေသွားပါတယ်ဟုတ်ကျောင်းချောကေရခက်ခဲရတယ်ကုပီးကပိုခက်ခဲမယ်ထင်တယ်။ဘာလို့လဲဆိုတော့ तू ကအားနာနေတာပေါ့နော်။တစ်ဖက်က အပြုံမင်းကြီးတယောက်ဖြစ်တဲ့အတွက်သူတချို့သောသရုပ်ဆောင်မှုတွေပါသူအားနာကြရလေးရှိရဲ့ကျွန်တော်တို့ကကချောက်ကြီးကိုတိတ်ပြီးတော့အများကြီးမပြောအောင်เนาะသူတို့ဒီနေ့ဖို့တော့အချိန်တစ်ခုပေးရတာပဲရှိရဲ့ကိုပြည့်ကိုပဲအဲ့မင်းကလည်းအဲမလျှော့နဲ့အားနာမနေနဲ့ဖြစ်တာငါတောင်းဝန်ထားရောက်လိုက်ဆိုရင်သူ့သူ့ကိုပဲကျွန်တော်တွန်းရတာပါเนาะကိုပြည့်ဘက်မှာတော့ပို့ပြီးခက်ခဲမဲ့တင်တယ်သူအားနာတာလည်းပါမှာပေါ့เนาะကိုပြည့်ကဟို process ဆောင်လည်းပါမှာမဟုတ်ဘူးပါလို့ဆိုမောင်နှမအရင်ရင်းနှီးနေရောကြာလေအဲ့လို ရိုက်တော့ရိုက်နေရပဲပေါ့နော်မူးတော့တော်တော်ထည့်ရတယ်မူးတော်တော်ထည့်ရတယ်ဆိုတော့ခုလိုဟိုမပြောမလဲတရားနဲ့တရားတရုပ်ဆောင်ပြီဆိုရင်အရန်မတိသေးတဲ့ပုံစံလေးတွေဆိုရင်အိမ်တော်ကြီးကဆိုကိုပြီးချင်းခုံရတာပေါ့နော်သူနဲ့ကျတော့ဟိုအရန်ရင်းနှီးနေရသူဖြစ်တဲ့အတွက်သူ့ကိုလည်းကိုယ်ရင်မခုံဘူးကိုယ်လည်းသူ့ရင်မခုံအဲ့ဒါဟောမှအရန်ရင်ခုံတဲ့ဟာကြီးကိုချဲ့ပြီးတော့စိတ်နေပြီးတော့ရိုက်နေရတယ်ဆိုတော့ဆွဲဆောင်တဲ့ဘိုင်းဆိုရင်တော့အဲ့လိုပေါ့ကိုပြင်းနေဆိုရင်နည်းနည်းလေးတော့နည်းနည်းလေးခတ်တယ် ဒီကြတော့နည်းနည်းလေးပိုစိတ်နှိမ်ရတယ်ပေါ့ဟာဝေးဖန်မှာစိုးရိမ်လားဆိုတော့နည်းနည်းပေါ့နည်းနည်းဆိုတာဟိုချောချောအခုမှတက်တက်စာကိုတက်တက်စာမှာချောနည်းနည်းလေးဟိုအရင်ရဲပြီးတော့ရိုက်လိုက်တာမျိုးမှာပေါ့နော်ဟိုသူများတစ်မျိုးထင်သွားမှာတော့နည်းနည်းကကြောက်တာပေါ့ဒါပေမဲ့ချောကအပြင်မှာအဲ့လိုမဟုတ်ပါဘူးချောအရင်ပေါ်တော်တော်နဲ့ချစ်ဖို့ကောင်းတယ် အာအဓိကအပြင်ပေါ့နော်ဒီကားထဲမှာအဥတီထားတဲ့အချက်ကလူတော်တော်များများကပေါ့နော်လူတော်တော်များများကဒီရနံကောင်းတဲ့ရနံတွေကိုကြိုက်ကြတယ်ပေါ့နော်ဒါမဲ့မိနေတတ်တာကိုယ့်ရဲ့ရနံကကောင်းနေကဆိုးနေကဆိုတာမိနေတတ်ကြတယ်ပေါ့နော်အဲအဓိကအဲ့ဒါလေးကိုမင်းကြီးနဲ့မင်းကြီးဆိုတဲ့ character နဲ့ဥပမာပေးပြီးတော့ရိုက်ကူးထားတဲ့ဇာတ်ကားမျိုးစားပါဟုတ်ကဲ့အမျိုးသားရေပြောချင်တာပေါ့နော်အမျိုးသားရေကြတော့ သူတို့ကအိမ်နောက်တက်ကြလာတယ်မြ။အိမ်ကမိန်းမကိုစိတ်ကုန်တက်ကြရေပေါ့နော်။အဲ့လိုချောရလာလေးတွေ့ကိုယူထားတာတော့ဒီယိုသားမိန်းမပဲယူမှာယောက်ျားတိုင်းကအယံကိုလှပပြီးတော့အယံကိုအဲ့လိုထမ်းမြက်နေမိန်းမရဲ့ထက်သူတို့ရဲ့လက်အောက်မှာသူတို့ပြောသမျှသူတို့ထားသမျှနေမဲ့မိန်းမမျိုးရှိတယ်ဒါပေမဲ့သူတို့ကပတ်သက်ပြီးဆိုရင်မိန်းမကိုရိုးသွားပြီးဆိုရင်အဲ့လိုကိုယ်လို small တိတ်တိတ်လေးလက်လာတယ်အဲ့လိုမျိုးရှာတတ်ကြရယ်ပေါ့နော်အဲ့ကြတော့အဲ့ဒီအကြောင်းလေးကို စားပေးမိရတာဖြစ်တဲ့အတွက်ပေါ့နော်အဲအဲ့ရန်နဲ့ကတော့အိမ်အောင်ရေးစကားကောင်းစကားဖြစ်မယ်လို့ထင်ပါရှင်ဟုတ်အာကျွန်တော်တို့ဒီရန်နဲ့ဆိုရဲ shop ဆိုရင်ပေးပေါ့နော်အဲအများကြီးစူးစမ်းထားပါတယ်တိကျဆောင်နေရပဲအဲအစ်စ်တွေပေါ့နော်အစ်စ်တွေဆိုပေမဲ့လည်းတော်တော်ကြီးကိုဒါအစ်စ်နဲ့မတူကောင်းစူးစမ်းထားရလေးရှိပါတယ်အဲအားပေးကြပါလို့ပဲဖိတ်ခေါ်ကြပါတယ်ခင်ဗျာရန်နဲ့စကားလေးကိုအားပေးကြပါအောင်ရှင့်ကျေးဇူးတင်ပါတယ်